မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာသီးကတော့စိတ်ခွန်အားအတွက်စာစုများဆိုတဲ့အစီအစဉ်လေးကဖြစ်ပါတယ်ဆရာချစ်ဆန်ဝင်းရေးသားတယ်အခြားသူများကိုအပြစ်တင်မစောပါနဲ့ဆိုတဲ့ဆောင်းပါးလေးဖြစ်ပါတယ်တခါကကျွန်တော်နဲ့အိမ်ကြီးချင်းအဖြစ်အတူနေခဲ့သော ဇနီးမောင်လန်သည်ကျောင်းမှာတမိဖြစ်သူလဘတ်ဆံမေးဝဲကပ္ပရာရရှိသည့်နေတိုင်းယံဖြစ်ကြပါသည်ခင်မုန်းဖြစ်သူကဇနီးဖြစ်သူသည်အိမ်မှာနေပြီးကလေးကိုစားတင်မပေး၍ယခုအပတ်တင်ချပါလာကြရသည်ဟုဇနီးပေါ်အပြစ်ပုံချပါသည်ဇနီးဖြစ်သူကတနင်္ဂနွေရုံအားရက်တွင်ကလေးကလည်းကျောင်းပိတ်ထားချိန်ရှင်အိမ်မှာနေပြီးကလေးအားစားတင်ပေးလျင်မမတော်တော့ညံ့ပါလေဟု ဂျန်းနဲ့လက်နဲ့ပြန်ပတ်ပါလိ။သူတို့လင်မယားသည်အချင်းချင်းအပြန်လန်သာလာစဉ်အပြစ်တင်နေကြပါလိ။ဘသူကမှရံပွဲမှအကြောင်းတရားများကိုလက်တွေ့ဘဝတွင် ပြုပြင်မှုမရှိကြရ။ခလေးမှာကြောင်းစာများညံ့မြင်းညံ့နေပြီးလာစဉ်ဘာသာရက်တစ်ခုမှနှစ်ခုသို့ပြောင်း၍အောင်မှတ်မရပဲဖြစ်နေလေသည်။ခလေးဆောင်ပွဲမဖြေနိုင်နိုင်လင်မယားရံဖြစ်ကြရ။လင်မယားရံဖြစ်နေသောကြောင့်ခလေးမှာ စာမကျက်ဖြစ်တော့ပဲចောင်းစာအခြေအနေပိုဆိုးလာခဲ့ပါသည်ထိုလင်မြသည်တူကိုယ်တူအပြစ်တင်မစောပဲပြစ်တင်သည်နေမှစား၍ကလေးအားအမေရောအဖေကပါဂယုဒဇိုက်စာတင်ပေးခဲ့ပါလင်ယခုအချိန်တွင် ထိုကလေးသည်ပမောက္ခပင် ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်သို့သော ကမာရွှေရှစ်လမ်းမှကျွန်တော်ပြောင်းလာခဲ့ပြီးတရင်ကြားရသည်မှာထိုကလေးမှကလေးသည်အဖေနှင့်အမေ၏တူဘော်တူ အပြည့်တင်မှုအကြားတွင်ဆယ်တန်းများပဲမအောင်ပဲယောက်ျားနောက်လိုက်ပြေးသွားသည်ဟုဆိုလေသည်တခါကမြို့နယ်တစ်ခုတွင်ចောင်းသားများစာញမ်းသည့်ကိစ္စတွင်ចောင်းဆရာဆရာမများနှင့်မိဘများသည်မိဘဆရာအသင်းတွင်အိုးအပေါ်တူးအပြည့်ပုံချသည်ဖြင့်အစီအဝေးပြက်လို့မတက်ဖြစ်ရကို ကြားဘူးပါသည်အမှားရင်းတစုံတရာဖြစ်ခဲ့ပါက တူးပေါ်တူးအပြည့်ရှားဖွေတင်ပြရေးကိစ္စမှာ အလွန်လွယ်ကူသောကိစ္စဖြစ်ပါတယ်။တို့ရရင် ထို့သောအပြစ်တင်မဆုံးမီအပြန်အလှန်အပြစ်တင်ကြတာသိရဲ့လား။ထို့မှတစ်ဆင့်အပြစ်တင်ခြင်းဖြင့်အကျိုးကျေးဇူးရရှိရဲ့လားဆိုသည့်အချက်ကိုစဉ်းစားရသင့်ပါသည်။အချို့ကပုထုဇဉ်လူသားတွေပဲတူးပေါ်တူးအပြစ်တင်ကြတာဟာသဘာဝတရားဟု ဆိုကြသူများရှိပါသည်။ဗန်ကောက်မြို့တွင်ရင်ကျက်တောက်မှုဖြစ်ရာအဆက်ဆက်သောအဆိုးရများ၏ညံဖျင်းမှုဟု အပြစ်တင်နေကြပါသည်အလုံလမဲ့များပေါ်များနေခြင်းသည်မိမိတို့နိုင်ငံအားအခြားမှအကုံတွေကိစ္စတွင် ဝိုင်းဝန်းပိတ်ဆို့မှုကြောင့်ဟုအစိုးရကတခြားသူများကိုအပြစ်ပုံချသည့်တရင်များတရင်စာတွင် မကြာခဏဖတ်ခဲ့ရပါသည်လုပ်ငန်းငွေ၌အမှားရင်းတစ်ခုပြုခဲ့မိလျှင် အခြားလုပ်ဖော်ကိမ်းမတူဤပေါ်ဆမှုဟုအညိုထိုးရင်းထိုးမထိုးရင်ကုမ္ပဏီမှအရန်တားများပြုလုပ်ပေးရန် ပြက်ကွက်မှုကြောင့်အပြစ်တင်ကြပါသည် ကျွန်တော်တို့ဒီအပြစ်တင်ခြင်းကိုလျှော့ပြီးမိမိကိုမိမိပြန်လဲစစ်ဆေးသင့်သည်ဟု အချို့ကဆိုပါသည်မလုံလောက်မှုများအတွက်အစိုးရအပေါ်အပြစ်တင်မိစားကွယ်လွန်သူအမေရိကန်သမ္မတဂျွန်ကနေဒီဤစကားလုံးများအတိုင်းပြောရလေသမ္မတကြီးကတိုင်းပြည်ကခမည်းအတွက်ဘာလို့ပေးနိုင်တယ်လဲဆိုတာမမေးပါနဲ့ခမည်းက တိုင်းပြည်အတွက်ဘာလို့ပေးနိုင်တယ်လဲဆိုတာပြောပါဟုတ်ဆိုပါသည် Ask not what the country can do for you. Ask what you can do for the country. John F. Kennedy, President of the United States. ထို့ကြောင့်ပြဿနာများပေါ်ပေါက်လာပါကသူများပေါ်အပြစ်တင်မနေတော့ပဲထိုကိစ္စပြေလည်အောင်ငါဘာလို့ပြေးနိုင်တယ်လဲဟုစဉ်းစားသင့်ပါလေ။ဆိုရယုံများသို့တော်တိုင်းမကျေနပ်စရာများကိုတပုံတစ်ခေါင်းတွေ့ရပါသည်။ ယုံတွင်းသို့ဝင်ရန်စီဝင်ယုံတိုးချဲ့ဆောင်ဒိတ်ဆောင်ကိုပစံပေးပြီးမှဝင်ရပါသည်ဈေးရုံများတွင်အဲလာဂျင်ကိုကန့်သက်ထားသည်သို့သောကန့်သက်ခြင်းအတွင်း၌ပင်ဒိတ်ဆောင်ကိုပစံပေးလျင်ဈေးရုံတိုင်းတွင် အကန့်အသတ်အချိန်မရှိတကားမရှိဓာတ်မရှိ ဝင်ခွင့်ရပါသည်အစိုးရပံများတွင်ငွေထုတ်ပါကတမနက်အချိန်ပေးရသည်တရားရုံးများတွင်မိတို့ဝင်ထွက်ရမည်ကိုအားလုံးသိကြပါသည်အစိုးရရုံးများတွင် အကျုံးအဖြစ်ထုံးသော လုံနီးလုံဝမ်းများကိုတွေ့ပါကအကောင်းဆုံးလှုပ်တဲ့ဒီမှာတိုးတက်ကောင်းမွန်လေသည့်အကြံပေးချက်များကို တင်ပြကမ်းလှမ်းရန်သာဖြစ်ပါလိမ့်ပြဿနာများကိုအပြုသဘောဖြင့်ချင်းကပ်ကြည့်ပါထို့သောအပြုသဘောနှင့်ချင်းကပ်သူများပေါများလာသည်နှင့်သက်ဆိုင်ရာယုံများရှိအရာရှိများကလည်းပြဿနာများနှင့်အကြံပြုချက်များကိုသတိပြုတာက ပြုပြင်ပြောင်းလဲမှုများ သူတို့ဖာသာ ဆောင်ရွက်လာပါကအကောင်းဆုံးဖြစ်ပါလိမ့် ကျွန်တော်ဒီရုံးပြင်ကနားနဲ့ပတ်သက်၍အစိုးရသတင်းစာကြီးများတွင်ရခိုင်ကအကြိမ်ပေါင်းများစွာစောင်းမများရေးပူပါသည်ထို့သောစောင်းမပါလာသောအခါဌာနများသည် ပြုပြင်မှုထက်နောက်တစ်ကြိမ်စောင်းမရှင်ရုံးတို့လာပါကအရေးယူဖို့စီစဉ်ကြသည်များပင်ရှိပါသည်ပညာရေးကိစ္စများတွင် မိဘများသည်သူတို့၏ကလေးများ၏စိတ်နှင်းသဘောထားနှင့်ဝါသနာအထုံးကို တိုးတက်လာစေရန်ဘာလို့ပေးရမလဲဟုပထမစဉ်းစားသင့်ပါသည် လေးကစီကံမရှိတာဝန်မသိစာတင်ကြရွင့်နေစိတ်မဝင်စားဟုဆိုပါကမိဘများကရောကလေးအပေါ်ယင်းကိစ္စတို့နဲ့ပတ်သက်၍စံနမူနာကောင်းရှိရလားသို့မဟုတ်မကောင်းသောအပေါင်းအသင်းများနဲ့အယောတဝင်းမွေးစေဝါသုံးဆွဲခြင်းကြောင်းပြေးခြင်းစသည်တို့ဖြစ်အောင်မိမိတို့ဘက်ကလေးလူရှုထားခြင်းများရှိသလားမိမိတို့ကလေးများအကြောင်းကိုဆရာဆရာမများနဲ့ပတ်ဝန်းကျင်မှဝေဖန်အပြည့်အစုံများကို ွင့်လင်းသောစိတ်ဓာတ်နှင့်နားထောင်ခဲ့ကြရဲ့လားဟူသောအချက်များပြန်လဲသုံးသပ်တင်ပါသည်။တခါတည်းရန်လူငယ်များကိုသာအပြစ်ဆိုကြပါသည်။မိဘတို့ကမိမိတို့၏ချုံရင်းချက်မှုကမိမိဘာသာမမြင်ပဲရှိကြပါသည်။မိဘများသည် ပြစ်မှုကျူးလွန်သောကလေးငယ်များကို စီကံတင်းကျပ်နိုင်ရန်ဆရာမများလိုအပ်သောအထောက်အပံ့ပြုပါသလားဆိုသည့်ကိစ္စကိုလည်းစဉ်းစားရပါမည်။ လင်းနှင့်မရာသီ၎င်းဆရာနှင့်မိဘသည်၎င်းတူဘောတူအပြစ်ဖို့နေုံမျှနေကလေးသည် အလိုလျောက်ကောင်းမွန်သောလမ်းကြောင်းပေါ်သို့ရောက်မလာနိုင်ပါဤခန်းကာလကိုရေးသားနေရင်တွင်ကျွန်တော်ဤသားကကျောင်းမမှန်တက်ဖို့ညင်းဆိုနေပါသည် ကျွန်တော်ကကျွန်တော်သားကိုကျောင်းမမှန်တက်ရန်ထပ်တလဲလဲပြောပါသည်သားဖြစ်သူကကျောင်းမှာစာကိုကောင်းကောင်းမသင်ဘူးဟုပြောပါသည်ကျောင်းမှာစာကောင်းကောင်းမသင်ရင်အတန်းထဲမှာစာဖတ်နေကွာဟုဆိုတော့လေ စာဖတ်လို့လည်းမရသက်သက်အချိန်သွားဖြုံးနေသည့်အလုပ်ကိုမလုပ်နိုင်ပါဟုသားကဆိုလေသူကတူရှင်းမဲတက်ပြီဝိုင်းမဲတက်ပြီဆိုသည် ဝိုင်းမာလို့ဆရာကစာကို လွယ်ကူရှင်းလင်းစွာသင်လျင်ကျောင်းတက်ပြီဟုဆိုပါသည်ကျောင်းမှာလည်းကျောင်းသားကျောင်းမတက်သည်ကိုစာခဏခဏပို့၏တတိပေးပါသည် ကျွန်တော်တို့မိမများအနေဖြင့်အတော်ပင်အဆုံးဖြတ်ရခတ်ပါသည်ကျွန်တော်ဒီလဲကျောင်းစီရတူဖြစ်ပါသည် ။တာဂိတရှိရကွတင်အစိုးရမူလာရန်ကြောင်းမူလာရန်ပြဆရာအလုပ်ကိုနှစ်ပေါင်းများစွာလုပ်ဖူးပါသည်။ကျောင်းဆရာဘက်ကပြောရလေ။မိဘများကသူတို့၏ကလေးများစီကံကြက်မှန်ပေးပါရန်လာရောက်ပြောဆိုကြပါသည်။သူတို့၏ကလေးသည်ကျွန်တော်တပည့်ပင်ဖြစ်ရာကျွန်တော်ကထိုတပည့်သည်ကျောင်းတွင်ပိုကြသူလူသောတူဖြစ်လူနေပြီဟုဆိုပြီးဆရာတို့ဦးနဲ့နေပြုပြီးမရမိဘများကပါဝိုင်းပြုပြင်ရမည်အကြောင်းတင်ပြလင်မိဘများသည် သူတို့ကလေးအားဆိုးသွမ်းနေပြီဟုပြောဆိုသည်ကိုလက်ခံရန်အလွန်မှဝန်လေးကြပါသည်လက်မခံနိုင်ကြပါ လေးတန်းတွင်စာတင်ခဲ့စဉ်ကထိုအတန်းတွင် အတန်းပေါ်များထာမှမကြာခဏငွေချင်းကြောက်ယူရရှိသူဤကိုနှစ်ယောက်ရှိသည်မုံမိုးငွေကိုပေးရန်ညင်းဆိုသော အခြားចောင်းသားများကို ထိုညီကိုကစိတ်ဆွဲသည်လက်သီးနှင့်ထိုသည် ဘုံညီနောင်ဤမိမအများကပထမ၌ကြောင်းတွင်ဖြစ်ပြနေမှုကိုမယုံကြည်ဘဲကျွန်တော်ကိုပင်လီးစေပြောဆိုဟုအမြင်မှားမှုများရှိသည်ဟုဆွဆွဲလိုကြပါသည်။နောင်ခခံရသောကြောင်းသားများနှင့်မိမများကိုယ်တိုင်တိုင်ကြားချက်ဖြင့်လက်တွေ့ပြသခြင်းတို့ပြုလုပ်မှလက်ခံရတော်သည်။မိမများဘက်မှဆရာများသည်ကလေးများ၏စာပေတင်ကြား၏အကျင့်စာလိုက်တာမြင့်တင်း၏ကိုယ်၏ကိုယ်သွေးတိုးတက်ဖွံ့ဖြိုးရေးတွင်တပည့်များ ုညီလှုပ်ဆောင်ပေးကြစမည်ဆိုသောအချက်ကိုမိဘများနားလည်လက်မိုးထားသင့်ပါသည်အခြားလုပ်ငန်းများမှာကဲ့သို့စုံမှုများပညာရေးလောကတွင် ရှိကြတော့လဲအတန်ငယ်အ ਨੇ စုသာရှိပြီးသူတို့ကြောင့်ပညာရေးလောကတွင် ရှိကြသောဆရာများအလုံးပေါ်မလုံးရှည်ဖြင့်ရမ်းသောအမြင်မရှိသောမိဘကုံဆရာကုံများကိုအပြန်လန်အလေးထားခြင်းဖြင့်ကလေးများ၏ဇာတိတာပုံမူကောင်းမွန်စေရန်မြင့်တင်နိုင်ပါသည် ဆရာများတွင်လည်းကြည်ပြန့်သောသဘောထားရှိရန်လိုအပ်ပါသည်မိဘများနှင့်ចောင်းသားများကိုအပြစ်တင်မိအစားဆရာများကအမှတ်နေခြင်းသို့သွမ်းသည့်အပြုအမူအင်းစားပြီးစီရန်ပြက်ခွက်မှုစသည့်ပြဿနာများကို ဖြစ်စေနိုင်သည့်အချက်များကိုပထမဦးစွာရှာဖွေသင့်ပါသည်ကျောင်းသားလူငယ်များသည်ပဝန်းကျင်မှတိုးတက်ပြောင်းလဲမှုများကြောင့်စိတ်ဓာတ်တက်ကြွပြီးခင်မိအတွေးများကမ္ဘာအမြင်များနှင့် ညာရေးပောက်ကွဲမှုဖြစ်နေခြင်းတွင်ဆရာများကခင်းနောက်ကြနေသောသင်ကြားရေးစနစ်စနစ်များဖြင့်အသုံးပြုနေခြင်းများရှိခဲ့ပူပါသည်။ကျောင်းများတွင်ဆရာများသည်1990နှစ်လုံးကလေးများ၏လိုအပ်ချက်များပုံများကိုညှိနှိုင်းလှုပ်ဆောင်ရပါရဲ့လား။သင်ကြားရေးကိုပြောစရာကောင်းလွယ်ကူအောင်ပြုလုပ်ကြပါရဲ့လားဆိုသောအချက်များကမေးခွန်းထုတ်เสียဖြစ်သည်1960 1980ခုနှစ်များက င်္ကန်းစာမှတ်စုများသည်လက်ရှိရာစုနှစ်အတွက်စီလျော်မှုမရှိတော့ပါသို့သောအကြောင်းကြောင့်ကြောင့်သင်္ကန်းစာများကိုမပြောင်းလဲသောအခါသမိုင်းဆိုင်ရာပထဝီဝင်ဆိုင်ရာဘောဂဗီရဆိုင်ရာဘာသာရပ်များကို သင်ကြားရင်ခလိများကငင်းဆိုခြင်းကြပါသည်သို့သောဈေးကွက်သမားများကတော့သူတို့၏ကုန်ပစ္စည်းများဈေးကွက်သေးရမှုအတွက်လူငယ်ကျောင်းသားများနှင့်ဆဲကျော်သားများ၏ပြောင်းလဲနေသော ရေးစီးတောင်းကိုအပြည့်မတင်ပဲလူငယ်ဈေးကွက်၏လိုအပ်မှုများကို အံဝင်ခွင့်ကြဖြစ်အောင်နေ့စဉ်ဖြည့်ဆည်းပေးကြသည် လူငယ်ကြိုက်သချင်းငွေလူငယ်ကြိုက်အင်းကြီးစသည်လို့ဖြစ်ပါသည်အလားတူပင်ဆရာများကလည်းလိုက်လျောညီထွေမှုရှိရန်လိုအပ်ပါသည်ဆရာများဘက်မှတင်ကြားမှုပုံစံမပြောင်းလဲပါကလူရှင်များဝိုင်းများတို့သာခလေးများသွားကုန်ကြသည်ကိုမိခဲ့သို့အပြစ်ဆိုကြမည်နီလုပ်ငန်းဝင်တွေလည်းတစုံတရာမှားမြင်မှာကရုပ်ချီးအပြစ်တင်ခြင်းကိုကျွန်တော်တို့ရှောင်ကျဉ်သင့်ပါသည် ဦးစားပေးရမည်မှာကပြည်သနာကို ဖြည့်ရှင်းရန်ဖြစ်ပြီးနောက်မှအနာဂတ်တွင် ထိုအမားမျိုးမိကဲ့သို့ရှောင်ရှားနိုင်မည်ကိုဆွေးနွေးရန် ဖြစ်ပါသည်တူဦးကိုတူအပြစ်တင်ခြင်းကစောလျင် ပြည်သနာကို ဖြည့်ရှင်းရန်ပို၍ခတ်ခဲစေပါသည်အစုံတရားမှားယွင်းသောအခါအစုံတယောက်ကိုအပြစ်တင်ရန်မမြန်ဆန်ပါနှင့်ပြည်သနာကဘာလဲဆိုသည်ကိုရှာဖွေပြီးကူညီဖြည့်ရှင်းရန် ကြိုးစားပါ ်သင်က လူများကို အပြစ်တင်ရန်မြန်ဆန်နေလင် အခြားသူများကလည်းသင်ကိုမဆိုင်မတော့အပြစ်တင်နိုင်ပါသည်ဤဒီကကောင်းလဲမကောင်းအကျိုးလဲမဖြစ်ထုံးပါလေထို့ကြောင့်ကျွန်တော်တို့သည်ပြဿနာရဆုံးတရားပေါ်ပေါက်လာသည် ရှိပါကအပြစ်တင်ခြင်းမပြုခင် ပြဿနာအကြောင်းရင်းမှန်ကို အရင်လေ့လာစူးစမ်းသင်ပါသည် ဟိုမှာပြဿနာဖြေလျင်နီလန်းအားရှာဖွေကြိုးပမ်းသင့်ပါသည်ဆရာချစ်ဆောင်ဝင်ရေးသားထားတဲ့အချိန်တိကျမှန်ကန်အောင်ကြိုးစားပါဆိုတဲ့ဆောင်းပါးတွေကိုဖတ်ပြပေးခြင်းပါတယ်ကျွန်တော်တို့ဒီ Asia Group ဖို့သောကုမ္ပဏီကို ဖွဲ့စည်းထားပါသည်ထိုကုမ္ပဏီအစည်းအဝေးကျင်းပတိုင်းလူဆုံအောင် တနအိခန့်စောင့်ရစီမဲ့ဖြစ်ပါသည်အချို့သည် စီဝေးပြီးဆုံးပြီဆိုတာဒီမှာရောက်လာကြပါသည်အချို့ဒီကအစီဝေးပြီးဆုံးနေသည့်လုံးဝကိုမလာကြပါကုမ္ပဏီများတွင်အစုရှယ်ယာထည့်ထားကြပြီး ထိုအစုရှယ်ယာတိုးပွားရေးအတွက်စင်းရီးပွဲများကိုအဖြစ်သားလာတတ်ကြပြီးပြန်သွားကြသူများသာရှိပါသည်ကျွန်တော်ကိုယ်တိုင်သည်လည်းအချိန်တိကျလှသူမဟုတ်ပါသို့သောအချိန်အကြောင်း စာများကို ရေးသားလာသောအခါအချိန်နှင့်ပတ်သက်သော စာများဖတ်လာရင်ချိန်တိကျမှုလိုအပ်ကြောင်း တိလာရာကအချိန်တိကျဖို့ကြိုးစားလှုပ်ဆောင်ခဲ့ပါလိမ့်ကျွန်တော်ဤအချိန်မတိကျသည်သည်အဓိကအဖြစ်သတိမေခြင်းဖိတ်စာပြောင်းနေခြင်းစသည့်အကြောင်းများကြောင့်ဖြစ်တတ်ပါသည်မိတို့ပင်ဖြစ်စေအစည်းအဝေးများတွင်စကားပြောရင်းလူဆုံအောင်စောင့်သည့်အလေးချင်းမြန်မာများရရှိသလိုတော်ဖြစ်လာပါပြီသို့သောနေရာတကာတွင်ကလူဆုံအောင်စောင့်နေကြသည် မဟုတ်ပါလေများသည်တန်းနိုင်သည်များတိကျစွာပြန်တန်းကြသည်ဖြင့်သင်စောစောမရောက်လျင် ြန်သမ်းမိခီးစဉ်နဲ့မလိုက်မီပဲကြံရစ်မီမှာသိကြပါသည်ထိုအခါလေရင်ကပါ ဆုံးပါမည်ရုပ်ရှင်ဇာတ်သမင်များနှင့်ပြဆက်များသည့်ချိန်စေ့သည်နှင့်ကပြလေရှိရာကျိုးစုံနေရာအခြားသားစုများကတကားကိုပိတ်လိုက်ကြပြီးတင်းလျော်သောအချိန်တစ်ချိန်ကြမှသာနောက်ကြ၏လာသူများဝန်နိုင်ရန် ဖွင့်ပေးလေရှိပါသည် နောက်ကြ၏လာသူများသည်ကပြသူများနှင့်ပြိတ္တကိုအာယုံပြန့်လွင့်အနှောက်ယှက်ပေးပါသည် ရေဒီယိုနှင့်ရုပ်မြင်သံကြားမှသတင်းများကိုနေ့စဉ်သတ်မှတ်ထားသောအချိန်များတွင်အမြဲဖတ်ကြရပါသည်။သင်သည်သတင်းကြေညာသူဖြစ်ပြီးအရောက်နောက်ကျနေပါက အခြားတယောက်အသင့်နေရာကိုအစာထိုးယူသွားပါလိမ့်မည်။သတင်းကြေညာမှုသည်အစာထိုး၍ရသောကိစ္စမဟုတ်ပါ။သတင်းကြေညာမှုသည်အတွေ့အကြုံအလွန်မှလိုအပ်ပေရာ အတွေ့အကြုံမရှိပါကအမှားများစွာ ပါဝင်နိုင်သည်။အလားတူပင်အရေးကြီးသောသတင်းများကို ည9နာရီတွင်ကြေညာမည်ဟုဆိုပါက TV ရှေ့သို့ကျွန်ုပ်တို့9နာရီတိတိကျကျရောက်မှထိုသတင်းကိုမိမိဖြစ်ပါသည်သို့မဟုတ်ပါကအဆင့်ပြောသောစကားကိုသာကြားရပါလိမ့်မည် အားကစားပြိုင်ပွဲများတွင် အားကစားသမားများသည်အချိန်မှန်ညရပါသည်တစ်ခါကကြော်ကြသောအပြေးသမားတစ်ယောက်နောက်ကျမှရောက်လာသောကြောင့်သူ၏အနှစ်သက်ဆုံးပြိုင်ပွဲတွင်ပါဝင်ရမည်အခွင့်အရေးဆုံးရှုံးသွားခဲ့ပါသည်သူလည်းနှစ်နာသည်ပြပီဆိုင်ရာအာကစားပွဲများအနေနဲ့ နိုင်ငံအနေနဲ့နဲ့နာပါသည်ဆရာများကတိကများသည်လဲချိန်စရာများရှိကြသည်ဆရာတယောက်နောက်ကြလင်းចောင်းသား၄၅၀ကစောင့်ဆိုင်နေရမည်မဟုတ်ပါလောဆရာဝင်များသည်လဲအလားတူဖြစ်ပါသည် စေကန်းကိုဘယ်အချိန်ရောက်မည်ဟုဆိုင်းမုတ်ချိန်ထားပြီးအ ਨੇ ဆုံးနိုင်ဝတ်နောက်ကြပြီးမှရောက်လာတဲ့ရာသူတို့ကိုအာကိုအာထားပြုနေသည့်ဝေဒနာရှင်လူ၅၀ခန့်သည်ဝေဒနာခံစားရင်းစောင့်နေကြရသည် သတိမရှိမှုကြောင့်အချိန်နောက်ကျမှုများရှိတတ်ပါသည်ကျွန်တော်အားသားကအချိန်မီနှိုးဖို့ပြောရာကျွန်တော်ကအချိန်မီနှိုးဖို့မေ့သွားပါသည်အစီအစဉ်ချမှတ်မှုမရှိသောကြောင့်လူများသည်မကြာခဏနောက်ကျသည်စီဝေးတစ်ခုကိုတရက်တစ်ချိန်သတ်မှတ်လိုက်ရင်သုံးဟုတ်ဖိတ်ကြားခံရလေထိုအစီဝေးအတွက်လိုအပ်ချက်အားလုံးကိုကြိုတင်စီစဉ်ရပါမည်ကောင်းမွန်စွာအစီအစဉ်ချမှုမရှိခြင်းနှင့်လုံလောက်သောစီကံမရှိခြင်းသည်နောက်ဆုံးမိနစ်ကြမှာ တရောတော်ပါလောက်ရသည့်အဖြစ်မျိုးရောက်ရသည်။နောက်ကြိုက်လာသူများသည်ချားသူများ၏အစီစဉ်စရာကိုဖျက်ဆီးသူများဖြစ်ပြီးသူတို့ကိုယ်ကိုယ်လည်းအကျိုးမဲ့စေပါသည်။တချိန်တွင်ပစ္စည်းလာသွင်းသူတယောက်သည်နိုင်ဝက်နောက်ကြပြီးမှသူပစ္စည်းတင်ရမည်ဆိုင်သို့ရောက်လာသောကြောင့်ပစ္စည်းတင်ခွင့်မရဘဲဖြစ်သွားပြီ။အဘယ်ကြောင့်ဆိုသောအလားတူပစ္စည်းကိုအခြားသူတို့ကသူ့ထက်အရင်လာရောက်တင်သွင်းသွားသည်ကိုဆိုင်ရှင်ကလက်ခံလိုက်သောကြောင့်ဖြစ်ပါသည်။ အခြားမိတ်ဆွေတယောက်ကမူပစ္စည်းတင်သွင်းလာသူဟာ15မိနစ်ထက်ပိုရင်နောက်ကြပါကနောက်တည့်ရက်မှထပ်မံတွေ့ဆုံမည်ဟုပြောပါသည်တကယ်တော့နောက်တည့်ရက်သည်တစ်ပတ်သုံးမဟုတ်နှစ်ပတ်သုံးမဟုတ်တစ်လကြာမှ ဖြစ်ပြီးဘယ်တော့မှမတွေ့တာလဲဖြစ်နိုင်ပါသည်အထက်ပါဖြစ်ရက်ကဲ့သို့အခြားပစ္စည်းတင်သွင်းသူများလက်ဦးသွားမိအခြေအနေလည်းဖြစ်ပေါ်နိုင်ပါသည်တိုးတက်အောင်မြင်မှုရှိသောပုံကများသည်သူတို့ကတနေ့ချင်းအတွက်အမြင့်မားဆုံးအကျိုးဖြစ်ထွန်းမှုကိုရရှိရန် သူတို့ဤအချင်းများကိုဇရာချ၍ထိမ့်ချုပ်ထားကြသည်သူတို့ကိုယ်တိုင်လည်းအချင်းလေးသာတိကျပြီးအခြားသူများကိုလည်းတိကျမှုရှိစေရန်တွေ့ဆုံဆွေးနွေးမှုများကိုအချင်းမှန်စတင်ရန်နှင့်အချင်းမှန်ပြီးဆုံးရန်လေ့ကျင့်ထားကြပါသည် နောက်ကြ၍လာသည့်အကျင့်ရှိသူများသည်အခြားကိစ္စများတွင်လည်းဆုံးရှုံးမှုများတွေ့တတ်ကြပါသည်စီဝင်းများတွင်နောက်ကြလာသောကြောင့်မကြာခဏအချင်းနေမကောင်းမဲစတင်ကြရသည်ပေါ့တယ်များသည်စောင့်ဆိုင်နေရပါကစိတ်တူပြီး နောက်ကြရေးလာသူများပြောဆိုပြသည့်အကြောင်းအရာများကိုလက်မခံပဲရှိတတ်ပါသည်။ထို့အပြင်ဖောက်သည်များအနေဖြင့်လည်းအချိန်တုလောက်ရောက်မှုများရှိနေသဖြင့်နောက်ကြရေးလာသူများကသူတို့၏တင်ပြချက်များကို ပြန်လည်ညှိရခြင်းကံလန့်ချက်များကိုတက်တုပ်ရိုက်တင်ပြခြင်းမျိုးဖြစ်သွားနိုင်ပါသည်။ဤအခြေအနေတွင်လည်းတင်လဲနောက်ကြရေးလာသူဖြစ်နေပါက တင်ပြချက်များသည်မပြေလည်ပဲအယောင်ဝယ်လက်လွတ်ဆုံးရှုံးမှုများဖြစ်နိုင်ပါသည်။ 15မိနစ်သုံးဖို့ထုတ်ထပ်ပွေးစောခြင်းသည်ကောင်းပါသည်ဟုဆိုကြပါသည်အစည်းအဝေးသို့15မိနစ်စောရောက်အောင်စီစဉ်ခြင်းသည်ကတော့ကမျောတော့ရခြင်းယင်ပိတ်စုမှုကို ဖြည့်ရှင်းရခြင်းတို့ကြောင့်ပင်မန်းရခြင်းမျိုးမှကင်းဝေးသွားနိုင်ပါသည်အစည်းအဝေးကရှိကရိယာတစားပလာများနှင့်ပစ္စည်းပစ္စည်းများကိုစစ်ဆေးရန်အချိန်ရရှိနိုင်ပါသည်ပွေးထိရောက်မှုရှိသောတင်ပြချက်မျိုးပေးရန်ထပ်မံလေ့ကျင့်နိုင်ပါသည်ကိစ္စမရှိပါလောကတွင်ချိန်နောက်ကျမှုသည် မလွဲမရှောင်သာရှိတတ်သမီးဖြစ်၍မလွဲမရှောင်သာသင်ကစောရောက်နေသည်ဖြစ်စေသင်ဖောက်တဲ့အားစောင့်ဆိုင်နေရသည်ဖြစ်စေထိုစောင့်နေရသောအချိန်ကလေးတွင်သင်လှုပ်เสียရများရှိပါသည်သင်ဖောက်တဲ့ကတန်မိုးရှိသည်ဟုယူဆထားလျင်စောင့်ရံမှတပါသင်အတွက်အခြားရွေးစရာလမ်းမရှိပါထိုအချိန်ကိုကြိုးရှိစွာအသုံးပြုပါလေသင်ဖောက်တဲ့ဤရုံငန်းအတွင်းရှိလူတို့ချုံနှင့်စကားသမီးပြောခြင်းစာဖတ်စရာရှိသည့်များကိုဖတ်နေခြင်း အခြားလှုပ်ဆရာရှိသည်များကိုစီစဉ်ဆွဲခြင်းစသည်တို့ပြုလုပ်နိုင်ပါသည်။သင်သည်ထို့အထိတ်တွင်နေလိုပါက အခြားသူများကသင်ကိုမဆောက်ရပါစေနှင့်။ Don't keep other people waiting ဟုသော သဘောထားခံယူချက်ကိုလက်ကင်ထားပါ။သူတို့ကသင်ကိုစောင့်ခိုင်းထားလင်မူသင်သည်စဉ်းစားခြင်း၊ဖျားစားယူခြင်း၊ဓမ္မထမ်းရှုခြင်း၊စဖတ်ခြင်း၊စာရေးခြင်းတို့ဖြင့်အချိန်ကိုအသုံးချ၍စောင့်နိုင်ပါသည်။နောက်ကြခြင်းသည်

နားဆင်ပေးခဲ့ရတဲ့အတွက်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးပေါ်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ